ဲမင်္ဂလာပါဒီကနေ့ဖတ်ပြမယ်မှာတော့စာရေးသူမမို့အင်းလျာရဲ့စင်ကြာရေးတောက်ချင်နေဆိုတော့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ခန်းစားနားဆင်ပြပါအောင်ရှင်ဘူအိုင်းဆွန်ညမီခွာစိခွန်နေဖယောစိခွန်နေအမတ်တရာတွေခြေရှားမလို့တော့ရုပ်ရှင်ထဲမှာနှစ်ယောက်သာထွက်ခဲ့ကြစေမောင်ကမြကလကလေးကိုဂိုင်းထားစေမင်းဖြစ်သည်ကလပ်ပြီးချင်းအခန်းဝမှာမောင်ကို တွေ့ရတော့ မတိုင်မမဲနိုင်ကိုချီမိချသည်ရုပ်ရှင်မိသေးသည်ဟုနှစ်ယောက်ပြိုင်သူပြောကားမာလာဆောင်ဘတ်စကာကိပန်အတော့ထင်ခဲ့ကြလေမျိုးရဲထီသွားရင်မိမမဟုတ်ဘူးဆိုတာနှုတ်ဦးသဘောတူမြင်းနီကို ရုပ်ရှင်ရုံမှဆင်းပြီးညအလွန်ကြည်ကျင်လာတော့ဒေါက်တာစီဘတ်ကိုရုပ်ရှင်ကိုစန်းတင်ရီရုံမှမောင်ကဒုတိယချင်းထက်ကြည့်ဘာမစိုးတယောက်အကြိုက်တယောက်လို့ပုံအစင်သိနေတဲ့တော့ ပြုံမြင့်ညွန့်နေသည့်ချစ်သူတွေရဲ့ဘဝပဲဖြစ်။ရုပ်ရှင်ရုံထဲမှာမြကတစ်ချိန်လုံးကွာစီလုံးကိုခိုက်ပြီးမောင်ကဖယုံဆေးကိုခွာနေတယ်။ဖယုံဆေးကစားကောင်းတော့လဲမြကအသားမချေအောင်မခွာတတ်။အခုကအသားပါအာလုံးလုံးတွေဝါပစ်ပြီးမှအခုကမှုတ်ထုတ်ပြရတတ်သည်။မောင်ကတော့ကွာစီကို သွားနေခိုက်ပြီး မခွာတတ်ဘူးတဲ့။မြကဓာတ်ဥသူဆိုတော့ကွာစီကိုကောင်းကောင်းခွာတတ်တယ်။ အပေါ်သွားအောက်သွားသုံးပြီးအခွန်ကိုမကျိုးမကြီးစေပဲအတင်းသွားကိုရှာဖြစ်ထုတ်ယူတတ်တယ်။ပြီးတော့ခွာပြီးသားအသားလေးတွေကိုမောက်လက်ထဲထည့်ပေးတယ်။မောင်ကဖယုံစီတွေခွာပြီးမြလက်ထဲပြန်ထည့်ပေးတယ်။ထို့ကြောင့်မောင်ကခွာစီကိုစားရပြီးမြကလည်းငန်ကြီးချိုးစိတ်သောဖယုံစီကိုစားရနေတယ်။ရုပ်ရှင်တော်ဝတ်မှာတော့ဘာမှမစားတော့ပဲလက်မအားရဘူးဆိုတာ ီယွန်ဆေးလက်ချက်တွေကိုလှုပ်ပြပြီးမြားလက်ကိုသာဆုပ်ခိုင်းထားတော့တယ်။မြားရုပ်ရှင်ထဲမှာနေမောအရသာခန်းစင်မောင်ကမြောက်ပခုံးကိုပြကစပင်းစားတွေကိုရောရွာကလေးနန်းနေရေသိမ့်ငတ်တယ်မောင်ရင်ရုပ်ရှင်အပြစ်ပတ်ရောက်ရောက်ချင်းမြားကမောင်လက်ကိုခိတာဖြောချဖေရှားကပြောတော့အေးသွားတော့မယ်လေဟိုမောင်ကပြန်ပြောတယ်ပြီးတော့ကားလန်ကိုရတဲ့ကိုအချောင်းပြကလမ်းဟိုဘက်ရောက်အောင် ညာလက်ပုံဆွဲကူလေတယ်။မိနီကုံဈေးထဲထိရှောက်သွားပြီးအေးဆိုင်ရှာတော့စားတောက်ခန်းတွေက လူတွေကညတို့အတွဲကို အတွဲတက်ပြက်ကြည့်ကြနေတယ်။ညကချက်တော်တော်ရှိတာတို့တော့တက္ကသိုလ်ကျောင်းသူကျောင်းသားအတွဲတွေကမိနီကုံဈေးကိုလည်းမကြာမကြာလာတက်ကြသေးတယ်။ဒီတုန်းကကန်တော်ကြီးတို့တရိတ်ဆန်ရုံတို့ကိုသွားဖို့စိတ်မကူခဲ့ကြပါဘူး။အလုံးရိုးသွားစွာ လူမြင့်သူမြင့်ရှောက်လိုက်ကြပြီးရုံရှင်ကြီးရာ အစအစရလက်ကလေးကာယုံနဲ့ခြေနဲ့ခဲ့သည်ပြီ။ညဘာတော့မလဲ။အေးဆိုင်မှထိုင်စဉ်မောင်ကမေးတော့ဖာလူတာတောက်မယ်။ဟုတ်နောင်လိုက်သည်။မောင်ကတောသူမမှု ဖာလူတာကြိုက်တာဟုတ်စာသက်သဖြင့်တမင်ပြောခြင်းဖြစ်ပြီးတကယ်တော့ဖာလူတာမတောက်ချင်း။ရှင်ထဲမှာအေးမြလန်းဆန်းသွားစေမိအရေးအေးအေးလေးတကွတို့သာတောင်းတနေမိသည်တကယ်လားမောင်ကမေတော့ခေါင်းခါပြပြီဟင်အင်း အေးလေးတစ်ခုတောက်ချင်တယ်။လေမော်ရင်ဖြစ်ဖြစ်၊ကရင်ဆိုတာဖြစ်ဖြစ်။ကရင်ဆိုတာကလူမမစောနန်နဲ့မြိုင်လေမော်ရင်တောက်။ဒါပေမဲ့မြန်ကအမြောက်လေးတွေစူထားနေတာကိုကြိုက်တာ။ဒါဆိုဇင်ညာရေးတောက်ပါလား။ဇင်ညာရေးဇင်ညာရေးဟုတ်လား။ဇင်ညာဘီယာကိုပြောလာလိုက်။ဇင်ညာဘီယာညချိန်တယ်။ဇင်ညာဘီယာမဟုတ်ဘူး။ဇင်ညာရေးတော့သူမှဘာမှလည်းသိမှာမဟုတ်ဘူး။ညတော့ကြိုက်သွားလိမ့်မယ်။ ဇပွဲနောက်မှာဆိတ်ရွှေစွာလာရဲဆောင်နေသောဇပွဲတို့ကောင်းလေးကိုမောင်ကကြင်ကြိုင်းနှစ်ပလင်းဟုမာလဲသည်မကြခင်ပိုက်တံကလေးတွေတတ်ထားသောအမြက်ကလေးတွေစုဝင်နေသည်ကြင်ကြိုင်းအပလင်းတွေရောက်လာပြီးမြကအငံမရတော့သည်ဟာတိတ်ကောင်းလာမယ်ဒီလိုဆိုပြီးရှတ်တတာလေးဖြစ်နေတာကိုခြိုက်တာလေမော်ရီလိုလဲမဆက်ဘူးနော်ဒါကြောင့်ပြောတာပေါ့နောက်မသိဘာမဆိုမောက်ဝင်မင်းနော်ခေါင်းပါပြီတဲ့ရှင် တင်းငယ်တောင်အချောင်းကလေးလိုပင် အကြီးအကျယ်ရီမောကြပြီးမောင်ကမြကိုအဆောင်သို့ပြန်လိုက်ပို့သည်။မောင်သူ့အိမ်ရှိရာမြို့ထဲပြန်သွားတော့အဆောင်မိတ်ချင်းလည်းရောက်ပြီးမို့ရေချိုးပြီးတငယ်ချင်းတွေယူထားသောဓမင်းကိုစားရသည်။စားပြီးစားချက်ချင်းရောက်တော့လေနေတွေက မောင်နဲ့ကြည့်ခဲ့ရသည့်ရုပ်ရှင်အကြောင်းတငယ်ချင်းတို့ပြန်ပြောပြပြီးညကြတော့ဒါယာယီထဲမှာရေမှတ်ထားသည်။မောင်နဲ့ရုပ်ရှင်ကြည့်တယ်။စင်ကြရေးတော့တယ်။ဒေါက်တာ တော်ခင်ညွတ်ရဲ့ဈေးကန်းထွက်လာတော့တကောလုံးအိုက်ဆက်ပူလာဝေးရေးနိုင်ငံနေသည်။မောင်ကဈေးကန်းအပြစ်ဘက်မှာဟိုတီရှောင်းရင်စောင့်နေသည်။ဈေးကန်းလိုက်တာမောင်ရဲ့လူနာလေးရလည်းများလိုက်တာနော်။စောင့်ရတာညောင်းနေတာပဲ။အဲ့လေတိတ်တိတ်တာပဲ။မြားကအရှိကိုဂျုံဆူထွက်နေတော့ဘိုက်ကိုပုတ်ပြီးနင်းနင်းညူပြောကလက်ထဲမှဈေးမထန်တွေပတ်စံအင်တူကိုမောင်းလက်ထဲထိုးထည့်ပေးလိုက်သည်။ ဘာမှခိုင်းထားလို့စိတ်မရှိအေးအေးအေးတခွက်သာတောက်လို့စိတ်ပြင်းပြနေသည်ဒါဆိုလားလေမင်းဒီကုန်းစိတ်မှအေးအေးသာတောက်မယ်ဟုတ်ပြီသားပဲစေကန်နဲ့မင်းဒီကုန်းကအနီးလေလမ်းတစ်ဘက်ကိုဖြတ်ကူတော့ကားတွေများလို့တဖြစ်မောင်းလက်ကိုလှမ်းချိတ်မိအောင် မနေလိုက်ကရှောက်ရသည်မြ мян ကူပါမပိုက်ရဲ့ကားတွေတိတ်မြန်လားလမ်းဟိုဘက်ရောက်တော့မောင်းကညလက်ကိုမတိမသားဖယ်ချပြီးနောက်ထပ်လမ်းမကြီးတစ်ခုကိုဖြတ်ကူဖို့ကားရှင်းအောင်ဆောက်သည် မိဘမှာကားရီရမလာဟုဆိုကလမောင်းကိုဆွဲပေါ်တာတဖြစ်တရွတိုင်းပါသွားသည်မိနီကုန်းစေးလေးဝင်ပြီးတော့အဝင်အဆက်ကအေးဆိုင်တခုမှာမောင်းကထားမိပြုစီမှာပြီမြကဟိုတဲ့ထိသွားမင်းဟုပြောမိသည် အတွင်ကြကြအေးဆိုင်လေးကိုမြမှတ်မိနေသည်မောင်းကဘာမှထူးခြားဟန်မပြပဲမြဘာတော့မလဲဟုမိပြီး ခုံတခုံဆွဲကမြကို အလင်းထိုင်စေသည်ပြီးမှ အလွန်ပိုအိုက်သည့်ထံကိုစိတ်မရှိဟန်ဖြင့်အင်းဒီလည်းပင်ဟိုက်ကလေမှုတ်သွင်းနေသည်။ဂျင်ညာရေးရှိလား။ညာကစပွဲတို့ကောင်းလေးကိုလှမ်းပြီးတော့ကောင်းလေးကကြောင်ကြည့်နေပြီ။လေမော်စီတက်ခွလေမုံဘာလိရှိတယ်အမ။ဟိုပြန်ပြောသည်။ဂျင်ညာရေးမရှိဘူးလားဟဲ့။မရှိဘူးအမ။ဒီတခါကောင်းလေးကတော့လန့်စားဖြစ်သည်။ဂျင်ညာကြာရေးကရှားသားပြီနေများရဲ့လေမုံဘာလိတော့ပါလား။သူလည်းဂျင်ညာအင်းလိုပဲတောက်လို့ကောင်းလေ။ဟော အောင်တတိယသားပဲဟုတွေးမိပြီးမြားပြုံးမိသည်လင်မူပါလီပဲပြပါဟုပြောပြီးအနေငယ်ချိန်နှက်စားဖြင့်မောင်းကိုလှမ်းချမိသည်မြားတို့တခါကရုပ်ရှင်ကြည့်ပြီးဒီဆိုင်လေးမှာချင်းချိုင်းလောင်တက်က မောင်မမီလားဟုပြောချင်တော့လဲဒုတိယကလေးပင်မွေးတော့မိအိမ်တော်တက်ကိုချင်းတွက်ကအင်းချန်ဟန်ဆောင်နေလဲရသည်လင်မူပါလီကြဲ့ရလားမောင်ကကေယူတဆိုင်မင်းပြန်တော့အားရဝမ်းသာဖြင့် ကောင်းတယ်သူလည်းဂျင်ဂျာအေးလိုပဲနော်ဂျင်ဂျာအေးလောက်တော့ရှာတတတဲ့မဖြစ်ဘူးဟိုအလုံးအမှတ်တတရှိစွာပြင်ပြောရလေသည်ဆီလက်မတွေခိုင်းပြီးနှစ်ယောက်ကပြန်လာကြတော့မြို့လေတိုက်ခန်းချင်းလေးထဲမှာကလေးအကြီးတကောင်နဲ့အမေကဆောင်းနေသည်ပူလောင်အောင်ဆက်ပြီးဘိုင်းနဲ့လူနဲ့ဂျင်ဂျာလာတဲ့ဖြစ်တော်တော်နဲ့အိမ်မပြောအဝေးမှာအိမ်ရင်မင်းဒီကောင်ကအေးဆိုင်နေအကြောင်းမပေါကြအမတ်တရားမပြောတာလဲဟုစဉ်းစားနေသည် ေလေဘဝမှာရက်တည်နေနိုင်မှုရုံးကန်နေရတာ အရာရာကိုအသေးစိတ်ပဲမှတ်နိုင်ပါမလဲ။ရာကူကအဆွဲလန်းသိကြတာကိုတူတော်များအဆွဲလန်းကြည့်တာဘယ်သူမှမသိ။တကယ်ချင်းအပေါင်းသိနေရှားမှာရေရေမောမောချစ်ချစ်လောင်လောင်နေတတ်ပြီ။အိမ်မှုကိစ္စကိုအားတက်တရောလောက်ပိုင်းကရုံးနေအိမ်ပြေးလွှာနေတဲ့တော့မိမတရားကိုစိတ်ကူးရင်ကပါတဲ့ရောက်ရှိနေစေဖို့အချိန်ရမည်ဟုဘယ်သူကထင်ပါလဲ။တူတော် Married a Woman နဲ့ Romance ဆိုတဲ့စကားလေးကိုတတိယနေ။ဘာသာတော့မပြတ်တတ်ပေမယ့်ခွင့်ယူထားပြီးအိမ်မှာနားနေခိုင်မို့ရုံးဒိုင်ယာရီလေးအိမ်မှာရှိနေ။ရခင်ကလိုခန်းစားမှုဒိုင်ယာရီလေးမရေးတာကြပါပြီ။ရုံးကိစ္စတွေရေးမှတ်နေရတော့ဒိုင်ယာရီထဲမှာစေဖို့စဉ်းရင်းနဲ့ရောထွေးပါသွားတတ်တယ်။နောက်တစ်ချိန်စေကံပြရမယ့်ရကိုရေးမှရင်အွန်လိုင်းကစာကိုစာလုံးတက်တက်လေးဖြင့်တချောင်းရေးမိတယ် ာခင်ညွန့်စေခံပြနောက်တစ်ပတ်ရချင်းအပြန်မြေနီကုန်းစီဝင်ချင်းချာရီတော့သာသမီသောင်းရောက်လူလားမြောက်စားအချိန်မှာတော့ဒေါ်မြမြခင်တယောက်တည်းနန်းနာနေနေနေနိုင်ပြီအမေချက်မိုင်မပါဘူးပြင်စီယူပါဟိုသားကြီးကပြတ်တဲ့ဖြစ်အိမ်မှာနားနေတာတင်းလောင်ရှိပြီပဲမြမြခင်ရဲ့ခင်ကစကားများသလောက်အခုစကားအလုံးနေနေတော့မြမြခင်ဖြစ်နေသည်စကားနေသည့်ထက် နေလာပြီမပြောဘဲနေတလောက်ရှိနေဒီမှာဘယ်နှစ်နှစ်တောင်ရှိပြီလဲမသိကလေးဒီအဖေအလို့အချောင်းပြောက်ကြနိုင်ငံခြားကိုထွက်သွားခဲ့တဲ့ကဖြစ်သည်သားသမီးတွေကအဖေနိုင်ငံခြားသွားတော့အပြောကြသည်ပိုးပေးသည့်ပစ္စည်းတွေကိုကြည့်ပြီးဂျီနိုဝန်သားကြသည် အဖေက လုပ်ငန်းအဆင်ပြေသည်ဆိုတော့နောက်ထပ်တစ်နှစ်နှစ်နှစ်တိုးတိုးပြီးနေလိုက်ဒီမှာပြန်လာသည်အရေးရောင်တော့မမြင်ရတော့သလားဘာလို့လို့သတင်းစကားတွေကြောင့်လိုက်လဲမတိုက်သွားခြင်းမဲ့ ေတီတီနေရင်သာသမိနေပညာရေးထဲမှာစိတ်ကိုနှိမ့်မြှုပ်ထားလိုက်တော့လေမြမခင်စကားနဲ့တည်တတ်နေလာပြီးအလုံးမှာအာယုံဆူဆိုင်မှုကြောင့်အရာရှိမှကြီးဖြစ်လာပြီးမယ်ဘဝရဲ့ပျော်ရွှင်မှုကိုရှာမရတော့ဟာမပြတ်ဆက်လက်ရှင်သန်နေရသည်ဟုတော့ဝိဒုက္ခကြောင့်မှမလူးမလွန်သားအခြံရာကိုရှာပွေပြီးအရာရာပြည့်စုံနေတဲ့ဘဝကိုပဲပူဇာတာကောင်းတယ်ဟုဖြေသိရသည် ကလေးတွေကတော့အမေရင်ထဲကတော့ကကုန်မင်းမီအဖေပြမလာလဲတားလို့ရှိတာပဲအမေဟာအမေမှာမမြန်လိုအပ်တယ်လေအားလုံးပြေဆုံးနေတာပဲဟုရွှင်လန်းတွက်ကြတော့ဒါကဖြစ်သိမ့်နေသည်ပြေဆုံးခြင်းဆိုလားဘာလဲဟုမမြခင်မင်းချင်းသည်အသက်ရွယ်ကြီးရင်ချင်းနဲ့ဘဝကြီးဘူလုံးပြေဆုံးခြင်းမှာအချစ်ဆိုလားမလိုတော့ဘူးလားလို့ဆိုလိုလားလားအမေကြီးညင်သာအေးချမ်းသောလှုပ်ရှားမှုများကိုကြည့်ပြီးဒါသမီးတွေကအမေကစိတ်မာတယ် မာနာကြီးတယ်ဟုခုံယူဝင်ကြားတတ်ကြသည် အမေရဲ့မျက်ရည်တစ်စက်ကိုပင်သူလို့မမြင်ဘူးကြီးတကားမျက်ရည်တစ်စက်ကိုပင်သူလို့မမြင်ချူးသည်မှာညိုနံနှွေးလာတာကိုလည်းမတွေ့ဘူးဖုံးတစ်လုံးနဲ့မိတ်ဆွေဟောင်းများနဲ့စကားပြောနေအခါကအမေကတဟဲဟဲတဟဟဟီနေတတ်သည်ရနိုင်ကြရင်အဖေဝယ်ပေးတော့တယ်လီဗီရှင်းအစီအမဂျရင်းဘတ်ပေါ်အခန်းသားထိုင်ပြီးရွှေကိုင်းမျက်မှန်နဲ့အမေယုံရှင်ကြည့်သည် အင်္ဂလိပ်ကားဟောင်းတွေပြန်ကြည့်ရတော့ကားဟောင်းတွေကြည့်ရတာသိကောင်းနေဒေါက်တာစီပါကိုပြန်ပြရင်ကောင်းမယ်ဟုအမေကပြောသည်သားသမီးတွေကဘလို့ကားမျိုးလဲဟုမေးဖို့တတိမရကြသူတို့ကလှောက်ရှားတွေ့ကြသောတီဗီဇလန်းတွေကစိတ်ဝင်စားသည်စနေနေ့ညအစီအစဉ်ကိုပဲခြိုက်ကြသည်ကိုတင်လိုက်သချင်းနေပြန်လာထောင်ရတော့အမေကကျောင်းနေစဉ်အင်းလျာဆိုင်ကိုတတိယရီဟုပြောသည် အဖေကိုလိုတတိယလာဟုမိသူဝမမိချာညီသားသိမ့်မွေစာနေတပီတခါတရံစီကိုရတောက်နေတော့တခါတရံအဖေပို့သောကားကိုကိုယ်တိုင်မောင်းပြီးပို့ချုပ်စေသွားတတ်တော့တခါတရံအပေါင်းသိမ့်မဖေကအိမ်မှာဝိုင်းဖွက်တဲ့တော့အမေကိုအမေဟာလောကမှာစိတ်ချမ်းသာအောင်နေတတ်သည်ဟုသမီးလက်ကအမှတ်ချက်ချသည်တာကြီးကတော့အဖေစီလိုက်ဖို့ဟန်ချင်နေပြီငါနိုင်ငံခြားရောက်မှမိမယူမယ်ဟုပြောသည်ကို အမိကမျက်ဆောင်ထိုးတယ်။ထိုခါမျိုးမှာနေရာကစက္ကနဲထားသွားတော့အမိကိုကြည့်ပြီးသမီးကအခုဖြစ်သူကိုတူတူတိတ်တိတ်ချိန်မောင်းနေသည်။မနေ့ကအမိအထူးညီသက်ထိတ်ဆိတ်နေပြီးညနေဆောင်မှာမူလိုက်တာဟုပြောသဖြင့်အမိကိုဆရာဝန်ခေါ်ပြရလေသည်။နောက်နေ့မှာအမိကိုစိတ်ယုံတိန်လဲရလေသည်။တိတ်ဆုံးရင်စရာမရှိပါဘူး။သူရနေပြီးအသေးလေးရောက်နေတယ်။ဆိုပြီးစိတ်ယုံမမပဲနာနာနေနေနားလေသည်။ သာသမီများကဆေးရုံကိုအချိန်မရွေးဝင်ထွက်နေတော့သည်အမိကလည်းအိမ်အတွက်ဘာမှအစိတ်မပူဖို့ပြောသည်တိတက်တဲ့သာသမီများပါပဲလေအဖေဘကဆွေမျိုးများကလည်းအမေဆွေမျိုးလိုဖြစ်နေကြပြီးအေးချမ်းရှိတော့ဝိုင်းဝန်းဖေးကူကြပါရဲ့မင်းများခင်ဘဝမှာဘာမှမလိုတော့ပါဘူးအားလုံးပြည့်စုံသလောက်ပဲပဲမိမိဘာစားကျင်တယ်လဲဟုတ်ဒါကတခွာပါမိမိသမီးကမိမိအရင်များများတောက်ဖို့လိုတယ်တဲ့ဟုတ်ဆိုကား ပါလီရပလင်းတွေဟောလစ်တွေဝင်လာပေးတယ်။အထုဆရာမကအပူတမျိုးအေးဟစ်တလဲဖြောကတိုက်တော်လဲမြမြခင်ပိုက်ထဲအေးသိမရလမောင်းသွေးကြောကတွင်သောဆေးရည်ဆက်တွေကြောင့်သာပြန်လန်လန်ဆန်းလာခဲ့ရသည်။အမေရောကချီချီချင်ချင်မရှိပါဘူးအမေရ။အသေးနဲ့နဲ့ရောင်လာပါအခုပြောင်းနေပါပြီ။မကြခင်ဆေးရုံကဆေးရမှာဟုဒါကပြောပြီးမင်းကပဲအဖေကအိမ်ထွက် ဗီဒီယိုဆက်တလုံးပို့လိုက်တာဒါကတွားရွေးရတယ်အမေကြည့်တင်တဲ့အင်္ဂလိပ်ကားဟောင်းလေးကြည့်လို့ရပြီဟုပြောနေသည်မမခင်ပြုံးရပြုံးပြီးဟုတ်လားဟုပထမဆုံးရှူရှင်လန်းလန်းပြောသည်ဒါမမခင်တို့ကတော့ကုသိုလ်ထူပါရဲ့နော်ဒါသမီးတွေကလေးလေးမှာယောက်ျားကလည်းနိုင်ငံခြားကလို့တလောက်ပို့ပေးနေတာကျမတို့ဖြစ်တနေ့တနေ့ပြေးရနေရတာအသက်တောင်မှမမရှူနိုင်ဘူးဟုခင်ရင်ဆာမလေးကရှင်မောအားကြစွာပြောပြီးသူ့တောင်ဝင်အေဟာ ခြေအေးလေးတစ်ခွက်တိုက်ဖို့ပြင်သည်မင်းတို့အမေကိုအရေးများများတောက်ခိုင်းစမအောင်ကွာဒါမင်းသမီးဘက်လှည့်ပြောလေသည် ဟုတ်သားပဲအမေကလည်းအမေအေးချိန်သားပဲမဟုတ်လားဘာတောက်ချင်လဲပြောလေဒါလီမချိန်လဲတခြားဟာဝယ်ပေးမှမယ်အမေရဲ့ဟိုသားကြီးကဂီယူဆိုင်သွားပြောလေသည်ဒေါ်မမြခင်ကပြုံးပြန်သည်တတလုံးတလုံးပြုံးနဲ့အသေးမှစွာနေနိုင်ခဲ့သည့်မြမြခင်ပဲရုပ်ရှင်တွေမှာဖျုံစင်းနဲ့ခွာစင်းလို့ ဧစာခဲ့သောမောင်ကိုမမရရတတိယလာပြီ။မြ၊ဘာခြိုက်ကလေးဆိုကဒါကမင်းနေတယ်။ဟိုအဝေးရောက်ခင်မုံကိုစိတ်ထဲကတန်တာမင်းနေသည်။မြကိုအဆွဲလန်းကြည့်သည်ဟုမောင်ကိုယ်တိုင်လည်းတီးလိမ့်မည်မဟုတ်ပါ။မြကလည်းမတိအောင်နေတတ်ခဲ့သည်ပဲ။မောင်မရှိလေမအနေလို့ဖြစ်တယ်မို့လား။မြကအဆဆအယယစီမံခွက်ခဲတဲ့သူပဲဟုပြောစဉ်ကနိုင်ငံခြားကိုလိုက်ဖို့ညှင်းဆန်း၏စကနာထိုးသောစကားလားဆိုတာမတွေ့မီ။ သားသမီးတွေကိုဆွေမျိုးတွေနဲ့ထားရမှာစိတ်မချသေးတဲ့အကြောင်းမိမိအလုံးမှာတွေ့တာတယုံစီကြည့်မိတာတစ်ကြောင်ဖြစ်သည်ဒီကနေ့တော့နေ့အတန်းကြာရင်းနဲ့မှအောင်ရီတိတ်ထရသောအလိုဆန္ဒကိုထုတ်ပြောပြမိဟုဆုံးဖြတ်ကသားဘက်လေကတူတူပြောပြသည်သားမျက်နှာလေးသူ့အဖင်လေးတွေ့လိုက်တာဇင်ညာဟိတောက်ချင်တယ်ဒါကဖြတ်ကနေကြည့်သည်ဆရာမကကြည့်သည် သမီးကမျက်လုံးဝိုင်းနေသည်ဇင်ညာဟိဟုတ်လားဘလိုမျိုးလဲ တောင်းလိုက်ရင်ရှာတတ်တာလေးနေမယ်။ဇညာရေးကအခုမရှိတော့ဘူးတို့မြတ်မြတ်ခင်ရဲ့စပါကလင်ပဲခေစားနေတာဆရာမကောင်းအင်ရှင်ပြသည်မြတ်မြတ်ငင်တီးသားပဲလေဒါပေမဲ့ဘာတောက်ချင်တယ်လဲဆိုတော့တောက်ချင်တာပဲပြောပြကြည်လာချင်ပါပဲ။ဟုတ်ဒါပဲအမေကလည်းတားဖြက်ကြားတော်မကြဘူး။စပါကလင်ကလည်းအမေပြောတယ်လို့ရှာတတ်တာလေးပါပဲ။စပါကလင်တောက်ပါလား။တောက်ဝယ်ခဲ့ပြီမင်း။အေးအေးဆိုင်မိမှယူခဲ့မယ်။ ။မမခင်ရဲ့ရဲ့ပြုံးပြန်သည်။နေပါစီသားရဲ့ယူမလာမနဲ့တော့အမေကအချင်းသားကြီးပဲတောက်ချင်သွား။ဒါကနားမလည်စွာကြည်နေလေသည်။မမခင်စေယုံကဆင်းလာလို့အိမ်ပြန်ရရင်တော့ဒါယာရီဟောင်းလေးမှာစားတကြောင်ရေရာဦးမီ။ချင်းသားကြီးတောက်ချင်တယ်လို့။မမွေအင်းလျာရှုံးမမကစေ။အလား1989လာလေးလေးပြီးဆုံးပါမရှင်။ဒါစားနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။